မင်္ဂလာပါခင်ဗျာ Soft Science Channel ကပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမှာကတော့အောင်မှုသူရေးသားထားတဲ့ရင်းနဲ့ငင်းချမ်းရေးဆိုတဲ့ဝတ္ထုတိုလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရင်းနဲ့ငင်းချမ်းရေးကျမသိချင်တယ်အလုတ်ကပြန်ပြန်လာခြင်း Diary စာအုပ်လေးမှာကျမရေးလိုက်တဲ့စာသားကျမဘိန်းနာကတယောက်ယောက်ပြောနေတယ်လို့ပဲသိချင်ရင်လွယ်နေတယ်တပြင်းတစ်ချက်မဟုတ်ထုတ်လို့ အသက်တရတိုးမယ်ဆိုလောကမှာကျမနေရမယ့်နှစ်တွေတော်တော်ရောကုန်တော့မှာပဲကျမကိုကျမမှန်နဲ့ပြန်ကြည့်မိရဲ့အိုးငါတော်တော်ရင်းရော်နေပါလားအသက်ရွယ်နေမလိုက်အောင်ပဲအခုမှကျမအသက်က16နှစ်အရန်ကိုရင်းကျက်နေပြီလားလို့ကျမကိုကျမထင်မိရဲ့ဒါပဲမဲကျမအလုပ်ဝင်နေရပြီဆပရင်ရေးသမင်းစားအောင်ဟောကျမအဖွာခေါ်နေပြီအလုပ်ကပြန်လာကြတဲ့ကဘိုက်စာနေတာအခုမှတတိယရတော့ ဘွားရှိရာထမင်းစားကန်းကိုကျမအပြေးလေးထွက်လိုက်တယ်။အပြေးလေးသာဆိုရဲကျမခန်းတဲ့ထမင်းစားကန်းဆိုရဲအိမ်ရှိနေရာကကျမခြေလမ်း၃လေးလမ်းလောက်ဆိုရောက်သွားတာ။ကလေးပဲလေးကို အစိလိုက်ခင်းကြိုလေးချက်ထားတယ်။တရတိတနဲ့မနက်ကကျမကို ထမင်းချိုက်ထည့်ပေးလိုက်တဲ့ကျက်သားကြော်အချို့တဝက်ရဲ့ငါးကြော်နင်းနေရဲ့ဘာပဲဖြစ်ဖြစ်အဖွားချက်တာဆိုအကုန်ကောင်းပါလေဘာပဲဖြစ်ဖြစ်စာနေတဲ့ဘိုက်ကပြည့်ဝရမဟုတ်လား ကျွန်မနာမည်က Sapre အဲမဟုတ်သေးပါဘူးဒါကငယ်နာမည်လေတကယ်နာမည်ရင်ကပွင့်မြတ် theory တဲ့ဘလောက်လာတဲ့နာမည်လဲဒါပေမဲ့ကျွန်မဘဝကမလှဘူးလို့ထင်တာပဲလေအခုကျွန်မကကျွန်မအဖွားနဲ့တူတူနေနေရတယ်ကျွန်မအဖေနဲ့အမေကဒီဘက်ကရွှေတောင်ဆိုတဲ့မြို့လေးမှာမောင်လေးနဲ့ညီမလေးနဲ့တူတူနေတယ်သူတို့နှစ်ယောက်ကအမွာလေးခုဆိုနှစ်ယောက်စလုံးက သုံးတန်းကိုတက်နေကြပြီကျွန်မအဖေကတော့ လျှက်စစ်ပစ္စည်းတွေပြင်းနေသူပေါ့ရရဆဆပါပဲဒီနေ့အိမ်တော်ငှားမနေနိုင်လို့ဘုံကြီးเจ้าမှာကျမတို့ကက်နေရတာဆယ်တန်းတော့ငှားလေကျမကျူရှင်ဘလို့မှ ကျမကျူရှင်ဘလို့တက်နိုင်မလဲဒါပေမဲ့ကျမဆယ်တန်းအောင်တော့ဖြေနိုင်ခဲ့တယ်လေဒါနဲ့အဖေကရန်ကုန်ကအဖားစီမှာနေအလုံးလုံးရင်ចောင်းတက်ဆိုတာနဲ့ကျမရန်ကုန်ကိုရောက်ခဲ့တယ်ကျမအဖွားနေတဲ့နေရာလေးကတောင်တကုန်းဆိုတဲ့မြို့တည်ရဲ့ရှောင်းကြကြတနေရာမှာပေါ့အိမ်သေးသေးလေးတစ်လုံးပါပဲ အိမ်ရှိနဲ့အိမ်နောက်ကိုခြေလမ်း၃လေးလမ်းလောက်နဲ့ကိုရောက်သွားတဲ့အိမ်လေးတစ်လုံးပေါ့ကျမကိုအဖွားကအဝေးတင်ထားပြီးမယ်ကျမကအလုပ်တစ်ခုခုလုပ်မယ်အခုလဲအဖွားဆက်သွင်းနေအထက်ကျုပ်ဆက်ရုံတရုံမှာကျမအလုပ်ရနေပြီလေတလားကို9000 6000ဝန်းကျင်လောက်တော့ရပါတယ်အစောကြီးသွားညချမှပြန်ဆိုတော့လေကျမဘဝကြီးကကျင်းတည်ရောင်ရောင်ဖြစ်လာတယ်အလုပ်ကအပြန်ညဘက်မှာဘဟုတုတရရဲ့အဆက်အသွယ်မပြတ်ဖို့ကြီးကျမဦးလေးတယောက်က လာလာပြီးတဲ့ကြားနဲ့အဟောင်းလေးတွေကိုကျွန်မဖက်ရတာပေါ့ကျွန်မတက်ချင်တဲ့တက်ကတော့ကိုအေးစစ်စစ်တက်ချင်လိုက်တာဒီနေ့တော့အလုတ်ပင်ပန်းလိုက်တာကျွန်မဒါယာရီစာအုပ်လေးမှာတော့တိတ်မရေးနိုင်တော့ဘူးမနေ့ပြန်စောစောအလုတ်သွားဖို့အတွက်ကျွန်မအားမွေးရအောင်မယ်စောင်းနေနှင်းနေဝေဝါးတဲ့ကြားထဲမှာစက်ယုံကလာတဲ့ ferry ကားကိုမိဖို့စောင့်နေရပြီ ferry မမီရင်ကားကကုန်ပါလေနေ့တိုင်း ferry ကိုကျွန်မအမိစောင့်စောင့်နေရတယ်အဖွားပြည့်တဲ့မုတ်ဘူးနေရာကို ကျမလက်ထဲမှာကြစ်ကြစ်ပါအောင်စုပ်ကန်ရင်ပေါ့ကျမရတဲ့မုတ်ဖိုးကိုတော့ကျမမစားရပါဘူးတဖြည်းဖြည်းစူးရင်များလာတဲ့အခါကျမဝယ်ချင်တာလေးဝယ်ရအောင်လို့ပေါ့တွေးရင်းနေတာဖယ်ရီကကျမရှေ့ရောက်နေပြီ ပွင့်မြတ်လာလေးဘာငင်းနေရလဲကားပေါ်ကကျမစီနေရလမ်းခေါ်မှာပဲကျမတွေးနေရကနေကားပေါ်အမြင်ပြေးတက်လိုက်ရတယ်ဟူးဘဝဆိုတာတကယ်အသေးအံပါပဲလားစက်ယုံရောက်ရင်ပဲထမင်းချိုက်ကိုစီနဲ့ ကိုလုတ်ကိုနေရာကိုကျမတို့ဝင်ယူနေရပြီကျမကတော့ဆက်လင်းမင်းသက်သေးတော့ကိုထက်ကစီနီယာတွေချုပ်ထားတဲ့အစတွေကိုပဲကက်ကြီးနဲ့ဖျက်တင်တာဖျက်ပေးပေါ့ဒီလိုနဲ့ပဲတနေ့ကုန်ကျမတို့လောင်ရင်လုံးဆက်ယုံကြည့်အတွင်းမှာအချိန်ကုန်ရတာပေါ့စောင်းဝင်မှုလို့ထင်ပါတယ်ညနေဆိုတာအေးစိတ်စိတ်အေးအေးတက်ကပြန်လွင်နေပြီကာပတင်ဘောက်ကတိုးလာတဲ့လေအေးအေးလေးကိုအန်တူရင် ကျမလက်ပိုက်ထားမိလိုက်တယ်ပွင့်မြတ်ရော့ကျမပေါင်ပေါ်ရောက်လာတဲ့အထုပ်ကလေးတစ်ထုပ် ျမဖွင့်ကြည့်လိုက်တော့ဒိုင်ယာရီစာအုပ်လေးတအုပ်ရယ်ကိုသားလင်ကိုအရှင်သခင်ဆိုတဲ့စာအုပ်တအုပ်ရယ်ကျမမာကြီးငိမ့်တာကိုမော့ကြည့်လိုက်မိတယ်ပွင့်မြတ်ဖတ်ဖို့လေဒီလိုစိတ်တမချနဲ့ပွင့်မြတ်ခံစားနေရတာတွေကိုအမနားလေအမလည်းအရင်ကပွင့်မြတ်လိုပဲပေါ့တကယ်တော့ဘဝဆိုတာဖြစ်ချင်တိုင်းဖြစ်လာတာမှမဟုတ်တာပွင့်မြတ်ရယ်ကံကိုလည်းအပြစ်ပုံမချခြင်းပါဘူးရောက်တဲ့ဘဝမှာကောင်းအောင်နေဖို့ကအတိခပေါ့ဟုတ်တယ်မလားကျမမာကြီးငိမ့်တာကိုကောင်းငိမ့်ပြီးတစ်ချက်ပြုံးပြလိုက်တယ် ်ယေရှုအရန်တင်နေဆိုတဲ့အပြုံးဆိုတာမာကြီးငိမ့်တာသိမှာပါဘဝဆိုတာဖြစ်ကျင်တဲ့အတိုင်းဖြစ်လာရမှာမဟုတ်တာအင်ရောက်ရောက်ချင်းပဲဒိုင်ယာရီစာအုပ်အစ်စ်ထဲမှာကျမရေးချမိတဲ့စာကြောင်းလေးဒီညတော့ကျမမအိတ်ချင်သေးတာနဲ့ပဲဥကလေးယူလာတဲ့ channel တွေဖတ်နေမိတယ် channel ထဲမှာဆယ်တန်းမှာဂုံတူးတွေပါပြီးနမ်ပါတဲ့ကလေးတွေကိုထောက်ပံ့ကြေးတွေပေးနေတဲ့ foundation တွေကိုကျမအားကျလိုက်တာကျမတို့လည်းမညံ့ပါဘူး ဒါပေမဲ့ကျမတို့လိုအလေလက်ဖြစ်နေတဲ့သူတွေမှာနောက်ထပ်ပညာရေးကိုဆက်လက်စီးပူးခြင်းလို့ထောက်ပံ့မဲ့ဖောင်ဒေးရှင်းမရှိတော့ဘူးလားတော်တယ်ဆိုရယ်ပေးတဲ့နဲ့တိုင်းတာပြီးထောက်ပံ့ကြတယ်အလေလက်ရောက်ပြီးရှင်းမဆက်နိုင်တဲ့နွမ်းပါတဲ့ကလေးတွေကိုအတော်တင့်မြင့်တင်ပေးမဲ့ဖောင်ဒေးရှင်းဘာကြောင့်မရှိရတာလဲဒါရီစာအုပ်လေးထဲမှာစာကြောင်းတစ်ကြောင်းကျမထည့်ရေးလိုက်မိတယ်မိရမျက်စက်မရှိရဲ့ကျမနေတဲ့အိမ်လေးမှာမိလာရဲ့သားနဲ့ခမိုင်မိန်လေးမိလင်းနေတယ် အိမ်ပြင်ဘက်ကညအမောင်နဲ့တထက်ထင်းနီးပါးလောက်ပါပဲအဖွားကတော့အိမ်နေလောက်ပြီတော်ပြီကျွန်မအိတ်တော်မယ်မအိတ်ခင်တော့ဒါယာရီထဲမှာ စာတချောင်းလောက်ရေးဖြစ်လိုက်သေးတယ်ကျွန်မဘဝမမောင်သေးပါဘူးစက်ယုံရောက်ရောက်ချင်းပဲကျွန်မကြားလိုက်ရတဲ့တတင်းကလူကိုခက်မြမြော့ပဲကြံခဲ့တယ်လို့အားအိမ်နေချိနေသွားတယ်ဖြစ်မဖြစ်ရလေလူမဆန်လိုက်တာတံမိုးမထားတတ်ကြဘူးလားဆိုတဲ့စကားလုံးတွေကစက်ယုံကအလုပ်သမားတွေကြားမှာစုံနေတာပါပဲ ကျမတို့ဆက်ရောက်မှာအတူတူအလုပ်လုပ်တဲ့စုလက်ဆိုတဲ့ကောင်မလေးကျမနဲ့အသက်မသိမ့်မရင်းပါပဲမနေ့ကအိမ်ပြန်လမ်းမှာအတမပြူးပြီးအသက်ခံလိုက်ရတယ်တဲ့။မာကြီးငိမ့်တာကတော့ဆက်ခုံပေါ်မှာဆက်ချုပ်နေရင်းနဲ့။အော်လူတွေလူစိမ့်မှရှိသေးရဲ့လား။အနိုင်ကျင့်တဲ့ပြင်ရရဆက်ဆက်ပါတတ်သွားတာ။ညာဘက်ကျမအိမ်ပြန်ရင်တောင်ဘလို့ပြန်ရမှန်းမသိ။ညနေဘက်အိမ်ပြန်ဖယ်ရီကားပေါ်ရောက်တော့မာကြီးငိမ့်တာကကျမကိုပစ္စည်းတစ်ခုပေးရဲ။လူလူမဲမဲဆောင်ထား အမလည်းတခုအမြဲဆောင်ထားတယ်။ကျမလက်ထဲကအရာကိုကျမကြည့်လိုက်တယ်။ပြောင်ပြောင်လက်လက်နဲ့လက်သေးလေးရဲ့စတီးသားတိတိချွန်ချွန်လေးဒီနေ့ကျမကျမရဲ့အိမ်ပြန်လန်းကအနှင်းငယ်ကြောက်ဖို့တောင်ကောင်းနေတယ်လို့ပဲ။လက်ထဲမှာမာကြီးငိမ့်သာပေးထားတဲ့စတီးသားတိတိလေးကိုစုပ်ကိုင်းရင်သမင်းကြိုက်တစ်ဖက်နဲ့ကျမအိမ်ရဲ့လန်းကနည်းနည်းကြောင်ချတဲ့ပတ်လေး။လန်းချက်ချလည်းမဟုတ်တော့တတိုင်လည်းမရှိ။ဒီနေ့ကျမအိမ်ပြန်လန်းကဝေးလိုက်တာ။ကျမအိမ်ထဲကမီးအောင်လဲလဲကိုမြင်းမှာ တက်ပြင်းချလိုက်မိတော့တယ်။အိမ်ထဲရောက်တော့အဖွားကကျမကိုထမင်းစားဖို့ထိုင်ဆောင်လျက်ပေါ့။ဆက်ရင်နှစ်ဖူးမှချွေးရင်လည်းလက်ထဲမှာလည်းပါရုံဟဲ့။အဖွားရဲ့စကားတန်ကြားမှားပဲ။ကျမနှစ်ဖူးကချွေးရည်ကိုကျမတောင်းရင်အဖွားရှင်ဝင်ထဲကိုပြေးဝင်မိတော့တယ်။ညည်ရီမကြအောင်ထင်းရင်ဘာမှဖြစ်ပါဘူးဖွားရဲ့အဲ့လိုပါ။ဆောင်းတွင်အစ်စက်မှာအိုက်တယ်လို့ပြောလိုက်တာရုတ်တရှိရဲ့လားမသိ။အဖွားစိတ်ပုံမှာဆိုလိုပါအဖွားရဲ့ မနက်ကဦးလေးကဂျာနယ်အစ်စ်တစ်ဆောင်ပေးသွားတော့ကျမဖတ်ရင်စဉ်းစားမိရဲ့ကျမတို့အိမ်မှာနေတာရော လုံခြုံရဲ့လားကျမအိမ်လေးကိုကြည့်လိုက်တော့လေခြံစည်းရုံမရှိတကားမကြီးကလည်းခြေထောက်နဲ့တစ်ချက်ဆောက်လိုက်ရင်ပွင့်သွားနိုင်တယ်အိမ်ထဲမှာကျမနဲ့အဖွာနှစ်ယောက်တည်းအိုးငါဘာတွေကျွေးနေတာလဲမလက်ပြန်အလုတ်ဆင်းရအောင်မယ်မလက်ပြန်အလုတ်ဆင်းကိုဆင်းရမှာဒါကုံရဲဆိုတော့လောက်အားကထုတ်တော့မယ်လေအဖေကလည်းမောင်လေးနဲ့ညီမလေးတို့ပတ်စံလာယူအောင်မယ် ကျမစုထားတဲ့ပတ်စံတွေနဲ့လောက်အားကကိုအဖေကိုထည့်ပေးရအောင်မယ်။စောင်းတဲ့အနှွေးတယ်လေးတောင်မဝယ်နိုင်တော့ပါဘူး။အဖွားကိုပဲအပုံတဲတဲကဈေးပေါပေါနဲ့တစ်ထည့်လောက်ဝယ်ခိုင်းရမယ်။နှွေးရောင်ဝတ်တဲ့အင်ဂျီတစ်ထည့်ဟာအစမတန်ဈေးကြီးနေအောင်ဝယ်လိုက်လို့မနှွေးရင်အဲ့ဒီအင်ဂျီကအသုံးဝင်မှာမဟုတ်ဘူး။ကျမဘလို့ပဲဖြစ်နေပါစေ။ကျမမိသားစုအတွက်တော့တန်ဖိုးရှိတဲ့သူတယောက်ဖြစ်ချင်ပါတယ်။အိယာကတက်တန်ထားပြီးအိယာဘေးကနာယူကိုကျမကြည့်လိုက်မိတယ်။ဟုတ်တော်သေးတာပါ။ အစောကြီးရှိသေးလို့ရှင်တွေတောင်တုံသွားတာပဲကျမတို့ဘဝကြီးရင်ငိမ့်ချမ်းမှုမရှိသေးပါလားငိမ့်ချမ်းခြင်းဆိုတာငိမ့်ချမ်းခြင်းဆိုမှမနည်းကဖတ်လိုက်တဲ့အမေစုရဲ့ငိမ့်ချမ်းခြင်းဆိုတဲ့အတိတ်ပဲဖွဲ့ဆောင်ပုံလေးကိုကျမကူးထားမိတယ်ကျမဒါယာရီစာအုပ်လေးကိုပြန်ပြီးလှန်ကြည့်လိုက်မိတယ်အိတ်တဲ့အခါချမ်းသာရမယ်နိုးတဲ့အခါချမ်းသာရမယ်တဲ့လေကျမတို့ဘဝကြီးမငိမ့်ချမ်းသေးပါဘူးကျမအခန်းဝကထွက်ပြီးအိမ်ရှိကိုလှမ်းကြည့်လိုက်တယ် ခြံစည်းရိုးမရှိတဲ့ကျမတို့အိမ်လေးကမြူတွေရစ်ဆိုင်နေလိုက်တာအဲ့ဒီမြူတွေတဲကကျမငင်းချင်းချင်းဆိုတာကိုလိုက်ရှာမိလိုက်သေးတယ်။ကျမယူနေလား။ဟိုးအပေါ်ကမြူတွေချာမှာညွှထွေးတဲ့နေအောင်ဆက်ဆက်လေးကိုတော့ကျမမြင်နေရတယ်။ကျမတို့ငင်းချက်မှုလိုချင်ပါတယ်အမေရဲ့။ညနာတက်ဝက်စားလဲပြီးအဖွားပေးတဲ့ခြင်းချိုက်ဆွဲ။ကျမလက်ဆွဲအိတ်ထဲမှာမာကြီးပြီးတဲ့ဓာကလေးကိုထဲရင်ကျမဖယ်ရီကစောင့်တဲ့နေရာကိုသွားအောင်မယ်။လောလောဆယ် ဝမ်းမီးတွေညှိဖို့ကျမရင်ကော့ပြီးနေရအောင်မယ်လေအောင်မို့သူ73ရက်12လ2017အင်္ဂါနေ့6:45ရင်းနေညင်ချမ်းရေးဆိုတဲ့ဝတ္ထုလေးဖြစ်ပါတယ်ဒီဝတ္ထုလေးကိုနားထောင်ရင် အတွေ့ရတခုခုရသွားမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနားဆင်ပေးသူရောက်စီတိုင်းရောက်စီတိုင်းအားလုံးရှင်လန်းချမ်းမြေ့ကြပါစေတင်ဆက်သူကျွန်တော်စောအောင်ဖြစ်ပါတယ်ခင်ဗျာ